ီကောင်လေးတော့ဒါ20ချားလိုက်ပါနော်82ခုနှစ်နှစ်ဆမှာ၄ထိပ်ပေါ့နော်၄ထိပ်ကိုကျွန်တော်တို့89ခုနှစ်ကျွန်တော်တို့နှစ်ပိတ်မှာ၄အပိတ်ပေါ့နော်ဒီကနေ့တနည်းနည်းနဲ့၃နှစ်ချားလိုက်အောင်ခါပေါ့နော်6ရက်နှစ်ခတ်သူ့ရဲ့ပေးလိုက်မှာ6ခါနဲ့ပေါ့နှစ်ခတ်စောတယ်ပေါ့နော်အဲ6ခါရိုက်တဲ့နေ့တည်းမှာသူက2ခါဒီ2ချိန်ကြာတယ်ပေါ့လေအ9နှစ်လေးနဲ့ကျွန်တော်တို့ဒီ9နှစ်6ပေါ့နော်အဲ့နှစ်ကောက်ကြာတယ်နှစ်ခါအဲ့နှစ်ဆမှာလည်း80 80ဒီမှာနောက်ပိတ်နဲ့နောက်ပိတ်ကလုံး9ပေါ့နော်နှစ်ပိတ်9ပိတ်9တယ်ပေါ့နော်အဲ့9နှစ်လေးနဲ့ကျွန်တော်တို့ ီ9နဲ့6ဆိုတဲ့ကဏ္ဍကကျွန်တော်ပြစ်ဆုံးတဲ့ခုနှစ်ကပြီးတော့9ဆုံးတဲ့ခုနှစ်မှာတကွက်လိုက်ထွက်တယ်ပေါ့နော်အဲ့လိုတကွက်လိုက်ထွက်ပြီးတော့အဲ့ဒီထဲမှာသူဘာကစားလဲဆိုတော့ကျွန်တော်တို့၃ညခွန်အပီးလင်းเนาะ၃ညခွန်နက်ကပ်ပြီးရင်တကွက်တကွက်ကစားတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့၄လင်း၄လင်းနှစ်ပေါ့နော်၄နှစ်နက်ကပ်ပြီးရင်တကွက်ကစားပေါ့နော်၄နှစ်အပီးလင်းခွန်၃ညပြီးရင်ကစားပေါ့နော်အဲ့လိုကစားတဲ့နေရာမှာလည်းကျွန်တော်တို့ကအဲ့ဒီထဲမှာသူက၄ လေးနှစ်ပေါ့နော်လေးနှစ်နဲ့လေး၅နှစ်လေး၆နှစ်အဲ့လိုမျိုးမိုးကင်းတာတစ်ခုလည်းထွက်တယ်ပေါ့နော်ထွက်ပြီးတော့သူ့ရဲ့ဘေးနစ်ကကျွန်တော်တို့ကအဲ84ခုနစ်ကပေါ့နော်လေးဆုံးတဲ့ခုနစ်ကနှစ်ပညာဒီနှစ်နှစ်၅ပေါ့နော်နှစ်နောက်ပဲနစ်ကားတာ၅ခဲပေါ့နော်နှစ်နှစ်၅ဆိုတော့အထောင်ကနေကလည်းသူ့ရဲ့နောက်တဲ့နှစ်မှာကျွန်တော်ဒီမှာတစ်ခွက်လိုက်ကစားရပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာနှစ်နောက်ပဲ date လေးခါပေါ့နော်၅ခဲနှစ်လေး၅ဆိုတော့ဆောင်းပေါင်းချင်းကလည်းသူ့ရဲ့နောက်တဲ့နှစ်မှာဒီမှာလိုက်ကစားရပေါ့နော်ဒါမျိုးလေးယူဆရပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ ဒုတိယက90မှာ၄ထိပ်ပေါ့နော်နှစ်စာမှာ69နှစ်ပိတ်မှာ၄အပိတ်ညိုက်ရပြီးရတယ်တနည်းနည်းနဲ့၃နှစ်ကျော်ပြီးတော့6ခါပေါ့လေ6ခါရပြီးမှ6ရက်နဲ့9ခါနဲ့ပါပါနက်ကညိုက်ပေါ့နော်အဲ6ခါရတဲ့နေ့တိုင်းမှာတော့2ခါဒီ2ကြိမ်နဲ့ကစားတယ်နော်2ကြိမ်နဲ့ကစားတယ်ဒီ3ရက်နည်းနည်းကလည်းကျွန်တော်၄ဆုံးနှစ်ခုနဲ့လိုက်ထွက်တယ်ပေါ့နော်ဒီမှာ3အပိတ်6အပိတ်နှစ်စာမှာ2000ခုနဲ့2000ခုနဲ့မှာနောက်ပိတ်ငလုံးပိုးပြခဲ့တယ်ပေါ့နော်ဖြစ်ပြီးမှကျွန်တော်တို့ကအဲ့ဒီနှစ်ထဲကဒါ2ခါနဲ့ကနန်းကဒါ3ရက်နည်းနည်းဆိုလည်းကဒါ9ဆုံးနှစ်ခုနဲ့မှာလိုက်ကစားတယ်ပေါ့နော် သုံးရနှစ်နေလိုက်တပါတယ်အဲ့နှစ်ထဲမှာသူကဘာကစားလဲဆိုတော့ဒီမှာလေးနှစ်နက်ခတ်ပြီးရင်ပထမတစ်ချိန်ကစားရတယ်ပေါ့နော်ကစားပြီးတော့လည်းသူကအဲ့နှစ်ထဲမှာ၃ရက်ခွန်နက်ခတ်ပြီးရင်နောက်ထပ်တက်ကစားရတယ်ပေါ့နော်နှစ်ချိန်ကစားရတယ်အဲ့နှစ်ထဲမှာသူက၄၅နှစ်ပေါ့နော်လေးလေးနှစ်ပြီးတော့၄၅နှစ်ဆိုတဲ့ကဏ္ဍနဲ့မွေးသီးနေလိုက်သွားပြီပေါ့လေအဲ့တော့ကျွန်တော်တို့ကအဲ့သူ့ရဲ့ဘေးနှစ်မှာလည်းဒါနှစ်နောက်ပိတ်နှစ်ခါတိုင်း၃ရက်စိတ်ကနှစ်နှစ်၃ရက်ကလည်းနောက်တစ်နှစ်မှာလိုက်သွားပေါ့နော်နောက်ထပ်ဒီမှာလည်းနှစ်၃ရက်နှစ်ပေါ့နှစ်ခါဆောင်းလိုက်ကဏ္ဍကတော့ဖြစ်နေပါလား၃ရက်နှစ်ထွက်တာပေါ့နော်ဒီပြည့်စုံတဲ့ခုနှစ်ကနှစ်ခါ နှစ်ကြိမ်ရိုက်တဲ့ကဏ္ဍတစ်ခေါက်ကလည်းကျွန်တော်တို့၅ဆုံးနဲ့ခုနှစ်မှာတိုက်ထွက်တယ်ပေါ့နော်။ဒါတော့သုံးကစီကတော့လှည့်တယ်ပေါ့လေ။နှစ်စာမှကြည့်ပဲသူကပရမဏတမှာတော့ရိုက်သွားတာပေါ့နော်။ဒါဆိုကျွန်တော်တို့ဒီမှာတတိယကကြည့်ပါဦး။2022ခုနှစ်မှာ၄ထိပ်ပေါ့နော်။2029ခုနှစ်နှစ်ပိတ်မှာ၄အပိတ်ပေါ့နော်။ဒီနေ့နေ့နေ့၃နှစ်ခြားလိုက်6ခါတယ်။သူ့ဘေးမှာ6ခါပေါ့နော်။6နှစ်နဲ့6ခါပါဝါနှစ်ခါရိုက်ပေါ့ဗျာ။ရိုက်ပြီးတော့လည်း6ခါကြားတဲ့နှစ်ထဲမှာပေါ့နှစ်ခါဒီနှစ်ကြိမ်ကြားပေါ့နော်။ဒီမှာတစ်ကြိမ်ဒီမှာ၄နှစ်နှစ်မှာတစ်ကြိမ်ပေါ့နော်။နှစ်ကြိမ်မကြားဘူး။အဲ့လိုကြားတဲ့နှစ်ထဲနှစ်စာမှာလည်း၄အပိတ်၅အပိတ်ပေါ့နော်။ 20 21မှာ4ဘိတ်5ဘိတ်နောက်ဘိတ်ကလုံး6ဖြစ်ပေါ့ရဖြစ်ပြရတဲ့သွားနေပြီးတော့တနည်းနည်း3နှစ်ကျော်တာ9ဆွဲခွင့်ရတဲ့မှာလားနက်ခတ်ပြီးရင်900တကွာကစားတော့ရပေါ့နော်ကြံနေတာက6နှစ်အပြီးရင်နက်ခတ်ကစားဖို့ကြံလေးတယ်ပေါ့နော်အဲ့လိုမျိုးယူဆတယ်အဲ့လိုမျိုးယူဆတဲ့နေရာမှာကျွန်တော်တို့အဲ့နှစ်ထဲမှာပဲသူကပထမကတ်ဒီမှာသူက6နှစ်6နှစ်ခွာနေရိုက်တာနော်ဒီမှာကျတော့သူက1 6လေး1 6ဆိုပြီးထွက်တာနော်အမှန်တော့6 6နှစ်လို့တွက်မှာဒါပေမဲ့လက်တွက်မှာဟုတ်ပြီနော်လက်တွက်လာတယ်အဲ့တော့ကျွန်တော်တို့ကြံနေတာက6နှစ်အပြီးရင်နက်ခတ်လည်းဖြစ်မယ် ဒီနှစ်ခါရိုက်ထားတဲ့နှစ်ကြိမ်လေးကကဏ္ဍတစ်ခုလည်းဖြစ်မယ်ဆိုရင်ကျွန်တော်တို့၄နှစ်နှစ်ကိုရွေးနေပေါ့နော်၄နှစ်နှစ်ကိုရွေးနေတယ်အဲ့ဘေးနှစ်မှာလည်းသူကနှစ်အပိတ်ကနေပြီးတော့စောင်းတဲ့ကဏ္ဍပေါ့နော်ဒီနှစ်၆၉တကောရှိမယ်ဒါနှစ်ပိတ်မနစ်ကနှစ်ကြိမ်မဲရိုက်တယ်ဆိုတော့နှစ်လေးနှစ်ပေါ့နော်နှစ်လေးနှစ်တကောရှိမယ်အဲ့တော့ဒီနှစ်လေးနှစ်ဆိုတဲ့ကဏ္ဍကဒီပြိန်ထဲမှာကို၃ချက်လောက်ညီနေတယ်ပေါ့နော်အဲ့တော့ဒီဘွဲမှာလည်းနှစ်နှစ်လေးဆိုတဲ့ကဏ္ဍတစ်ခုကဒီဘွဲမှာကျွန်တော်ဖွဲ့ရောကျွန်တော် public မိတ်ဆွေတွေရောထည့်ကစားတင်နေပေါ့နော်နှစ်နှစ်လေးပေါ့နှစ်နှစ်လေး ထဲပေါ့နော်နှစ်ရှည်ဦးလည်းရှိတယ်အဲ့မှာနှစ်လေးနှစ်တော့ရန်ရပေါ့နော်ဘာလို့နှစ်ကိုထိုင်နေပြန်ပြီးလဲဆိုတော့သူကကြည့်လိုက်ပထမကံမှာဒီလေးလေးနှစ်ကစားတဲ့ချိန်မှာပေါ့နော်ဒီလေးလေးနှစ်ဆိုတဲ့ကစားတဲ့ချိန်မှာသူနှစ်ပိတ်နေကစားတာပေါ့ဒီမှာကျတော့၄၅နှစ်လို့ကစားတဲ့ချိန်မှာလည်းလေးချိန်နှစ်ပိတ်နေကစားတာအဲ့တော့ဒီမှာကျတော့သူကနှစ်လေး၆လို့ကစားတဲ့ချိန်မှာနှစ်ကထိတ်ရောက်သွားပြီအဲ့တော့ကျွန်တော်ကနှစ်ကိုထိုင်နေပဲပြန်ပြီးတော့ကစားချင်တာပေါ့နော်အဲ့လိုမျိုးလေးယူစားတယ်အဲ့တော့ကျွန်တော်ဒီဖရိုင်းနေရနေဆိုလဲဒါနှစ်နှစ်လေးနှစ်လေးနှစ်မကွာပေါ့နော် အဲပရိရှိလိုင်းရတဲ့အများကြီးရှိတယ်နော်ဒီမှာဆိုလည်းသူသူကဖယားရှိတယ်နော်ပရိမပါပဲပြရတယ်ရှိမှာသူ1 2 3 4 5 6 6နဲ့သွားသူ့ရဲ့အောက်1 2 3ညီမှာဒါပရိရှိပေါ့နော်1 2 3 4 5 6သူ့ရဲ့အောက်1 2 3ညီမှာဒါပရိရှိပဲပေါ့နော်ပရိရှိပရိရှိပရိရှိအဲဒီဘက်မှာပရိရှိအပေါ်နိုင်တယ်လို့ယူဆတာပေါ့နော်အပြောင်းနေတဲ့ပရိရှိအဲပြန်ပြီးတော့ပေါက်ကြပါပြီခွာပေါင်းနှစ်ကကျွန်တော်တို့အဲခွန်ပရိခွန်ပရိပြန်ကြတော့ကျွန်တော်တို့ရင်းလိုက်ကြမှာပြောဘူးတော့ အကျဲချက်ပြီးပြောတော့ပေါ့နော်အဲ့ဒီထဲမှာသူကနှစ်ပရိတ်ပေါ့နော်နှစ်ပရိတ်လို့ထွက်ပြီးပြောင်းမှာနှစ်အပိတ်လို့ကစားယူတော့မှာခွားနှစ်လို့ထွက်တယ်အဲ့မှာလည်းအကျဲထိုးခြင်းနဲ့သူပြေထိုးပေါ့နော်ကျွန်တော်ကတော့ဒါခွားနှစ်ကိုပဲယူမှာအဲ့တော့ဒီမှာတစ်ခါကြောင့်နောက်ပိတ်ချောင်းသုံးပြစ်လို့လေတုတ်ထိုးခြင်းထိုးလို့ရတယ်နော်ခါတလုံးရရထိတ်ထိတ်လုံးရရဒါလည်းသုံးခြင်းသုံးပေါ့နော်ဒါကလည်းကျွန်တော်မြင်တဲ့လောက်ချပြပြပြီးတာဟုတ်လားဆိုတော့တတင်းကျော်နန်းကြီးလို့ကိုမပေါက်ပေမဲ့ကိုစားကြီးကထွက်သွားရင်အခြားလူတွေကြပါသေးပေါ့နော် ဒီမှာ break နှစ်ပေါ့ဗျာ break နှစ်ကြောင့်နှစ်နောက်ပိတ်နှစ်နောက်ပိတ်ပိတ်ကြတယ်သူ့တောင်းမှာခွာနှစ်လို့ထွက်တယ်ခွာနဲ့သူကဒီတစ်ခါဝင်လာနဲ့နောက်ပိတ်တောင်းသုံးလုံးအပြစ်လို့ဖြစ်တယ်ဒါကပရမတ်ကတ်နော်ဒုတိယကတ်မှာလည်းသူက break ကိုပြန်ကြပေါ့နော်ပြစ်တုံရ6ပြစ်တုံ6ပြန်ကြတယ်အဲ့ဒီထဲမှာပဲသူကဒီမှာ break နှစ်ပေါ့နော် break နှစ်သူ့အောင်မှာဒါနှစ်နောက်ပိတ်အဲအဲ့ကောင်ကနည်းနည်းလေး sorry အဲ့ဒီထဲမှာသူကနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့အပြလောလောသွားလို့နော် နှစ်နောက်ပိုင်းနဲ့ဗရိတ်ပြက်ပေါ့ဗျာသွားကျင်တာကနှစ်နောက်ပိုင်းနဲ့ဗရိတ်ပြက်ပြီးတော့မှမှာကျွန်တော်တို့ခွန်းနေရိုက်တယ်နော်အဲခွန်းနေလို့ရရင်သူကတစ်ခါကြောင်နောက်ပိတ်ဆောင်သုံးလုံးမှာပြက်ပေါ့ဗျာဒါဆိုဒုတိယကံမှာလည်းဒီမှာနှစ်နောက်ပိတ်နဲ့ဗရိတ်နှစ်ပေါ့နော်အဲဗရိတ်နှစ်ထောက်သူသောမှာကကျွန်တော်တို့ခွန်းနှစ်ပဲခွန်းနေလို့ရပြီဒီ၃ညခါကြောင်သူကနောက်ပိတ်ဆောင်သုံးလုံး၃ညလို့ထည့်တာပဲဟုတ်နော်ဒါဆိုတတိယကကျွန်တော်တို့ဒီမှာနှစ်နောက်ပိတ်ပြိတ်နှစ်နောက်ပိတ်ပြိတ်နှစ်နောက်ပိတ်ပြိတ်တော့ဒီမှာရိုက်တာပဲ တစ်နှစ်ကိုတစ်ချိန်ကြီးပဲထွက်တာပေါ့နော်နှစ်နောက်ပဲပြည်လုံးအဲ့တော့သူ့ရဲ့ဇောင်းမှာလည်းကိုခွားနှစ်ပဲရိုက်တော့အဲ့ခွားနှစ်လို့ရိုက်လို့ဒီနှစ်ခါကြောင့်နောက်ပိတ်ဆောင်သုံးလုံးကလည်းနှစ်လို့ပဲရိုက်တာပဲ6ခွန်6မှနှစ်ပေါ့နော်ဒါကြိုက်တဲ့သူကလည်းကြိုက်ရင်သုံးပေါ့နော်နှစ်တိုင်းရင်သုံးပေါ့အဲ့ဆိုကျွန်တော်တို့ဒီမှာတတိယကန်နေနဲ့ဒီပြီးကြတဲ့နှစ်ကနှစ်နောက်ပိတ်နဲ့ကျွန်တော်တို့ပြည်လေးဒီမှာထွက်တယ်ဗျအဲ့တော့သူ့ဇောင်းမှာကျွန်တော်တို့သူ့အောင်မှာခွားနှစ်ရိုက်နိုင်တယ်ပေါ့နော်ခွားနှစ်ရိုက်နိုင်တယ်ဆိုတော့ကျွန်တော် break ရှင်းကြရတော့6ခါပဲထည့်ရအောင်ပေါ့နော် ဲ့မှာကျွန်တော်ခွန်ထိတ်နေပြတာဆိုတော့ဒါခွန်65ကထိုးတင်တယ်လို့ယူဆတာပေါ့နော်အဲ့အောင်မှာကျွန်တော်တို့ကဒီ6ကြောင့်နောက်ပိတ်ဆောင်3လုံးကဥပမာပေါ့နော်6ပြောင်ဆို3အပိတ်ဒါကို6 3လုံးကနန်းမျိုးပေါ့ဗျာဒါဥပမာပြောတာနော်ဒါနောက်ပိတ်ခွန်နှစ်ကျွန်တော်တို့ခွန်နှစ်အဲဒီခါကိုနောက်ပိတ်ကပေါင်းပေါ့နော်အဲ့ဒါကတော့10ခွက်ရှိတယ်ဗျာ10ခွက်ကျွန်တော်ရေးတော့ရေးထားတယ်ဥပမာပေါ့နော်ကျွန်တော်တို့ဒါတုံညာနှစ်နဲ့ခွာလိုက်မယ်ညာဒါရေးပြလိုက်မယ်နော်တုံညာနှစ်ကျွန်တော်တို့အဲတစ်တစ်ပေါ့နော်အဲနှစ်တစ်ပေါ့အဲ့တော့ 3ခုပေါ့နော်4 8 5 9 10 11ပေါ့နော်ဒါဥပမာပြောပြရအောင်နော်ဒါဒီ line ကကြိုက်ရင်ထိုးလို့ရကျွန်တော်တော့မပြောဦးမယ်ရှင်ဘူးအမ6 6ပေါ့နော်9 5ပေါ့8 4 9ပေါ့နော်ဥပမာပေါ့ဟိုက၃ည2နဲ့ထားပါတော့ဒီမှာ2နောက်ပိတ်ရတယ်ဗျနောက်ပိတ်ဆောင်၃လုံးကကျွန်တော်တို့က1 2 2ဆိုရင်5ဖြစ်မှာပေါ့နော်အဲ5ကြောင့်ဒီမှာ5ခါထည့်လိုက်ပါဗျာ ဒီမှာ1ပိတ်လို့ထည့်ရင်နောက်ပိတ်ဆောင်သုံးလုံးက4ဖြစ်မှာပေါ့နော်4ဖြစ်လို့သူက4ခါထည့်လိုက်ပေါ့နော်အဲဒီမှာဆိုကျွန်တော်တို့ကဒီကောင်ကနှစ်နှစ်သုံးညနော်နှစ်သုံးည sorry အပြာလွဲနေပေါ့နော်နှစ်သုံးညအဲ့တော့ဒီမှာ3ညထည့်လိုက်ရင်3ပေါ့ဗျအဲ့3ည3ခါနှစ်30ပေါ့နော်ဒီမှာကျွန်တော်တို့6ပိတ်ထည့်လိုက်မယ်ဆိုရင်နောက်ပိတ်ဆောင်သုံးလုံးနှစ်ကျော်နှစ်ခါပေါ့နော်ဒါစီမံသွားမှာပဲအဲ့ပြီးတော့ကျွန်တော်တို့ကဒီမှာ1ခါပေါ့နော်ရှစ်လို့ထည့်လိုက်မယ်ဆိုရင်နောက်ပိတ်ဆောင်သုံးလုံးကကျွန်တော်တို့ကတစ်ဖြစ်လို့တစ်ခါပေါ့နော် ဒီမှာဆိုခွန်လို့ထည့်လိုက်ရင်3ညပေါ့နော်နောက်ပြီးတော့3လုံး3ညကြောက်အဲ3ညခါပေါ့နော်ဒီမှာ6လို့ထည့်လိုက်ရင်သူက6လို့ထည့်လိုက်ရင်9ခါပေါ့နော်69 6ဖြစ်မှာနောက်ပြီးတော့3လုံး9ဖြစ်ရင်အဲ9ပြီးရင်ကျွန်တော်တို့ကဘာလာမလဲဆိုတော့8ခါပေါ့နော်ခွန်85ဆိုတဲ့ကဏ္ဍနဲ့ရတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကခွန်84ပေါ့နော်ခွန်84အဲ963ပေါ့နော်အဲဒီမှာညီရတော့သူက963ပဲညီရနော်ပရိရှင်နဲ့ဆိုဒါကတော့ကြိုက်မှလည်း3ပေါ့ဒါကကျွန်တော်မပြအောင်ရှိမှဆိုလို့တင်းတင်းလေးဖြစ်နေတာပြီကျွန်တော်ခွနှစ်ကိုပဲဒီကပြနေတာ လေးခက်စီတော့အဲ့လောက်ကြီးချုပ်လို့ရင်မကောင်းဘူးနော်။ခွန်နေကြရင်လည်းသုံးလို့ရတယ်။အဲဒီနေ့ညလိုက်ကတော့ဒီလောက်ပါပဲနော်။ဒါလေးတွေတော့အရင်လေးတွေပြပေးမယ်။ဒါကြောင့်မြင်ပြီးတော့မထွက်သွားရင်ထွက်သွားရင်မပေါက်မှာဆိုလို့ပေါ့နော်။ဒါမိမိကြမ်းနေတတ်တယ်လို့လည်းသုံးပေါ့။ဒါအနည်းကလိုက်ကလည်းဒါခွန်6 6ခွေတယ်။ခွေတယ်ကဏ္ဍက16ရှိပေါ့နော်။တရနကတ်6အဲတရနကတ်7တရပါဝါ6ပေါ့နော်။16ချက်ပရိသူ့အမှာ6ပရိကစားတယ်ခွန်6 6ကထိတယ်ပေါ့နော်။အဲ့မှာလည်းအယူဆတွေအများကြီးရေနော်ဒီ၃လုံးကခွန်ဒီ၃လုံး၃၀လေးရတယ်ဒါဥပမာပြောပြတာ ဒီမှာဆိုလည်း2 30 3လုံးပေါင်းချင်း5 5ကြောင့်5တုံညာ3ပြိအဲဒီ3လုံးကခွန်ဒီ3လုံးကတုံညာချုပ်တယ်ဒီမှာဆိုလည်းဒါ6 2 2 3လုံးပေါင်းချင်း3 3 5ပြိကို5ပြိရိုက်တယ်ဒီ3လုံးကခွန်ဒီ3လုံးက30အဲစတုဒ္ဓအကအနေနဲ့ဒီ3လုံးက3ဖြစ်တယ်6 3 4ပေါ့နော်အဲ့တော့ဒီ3လုံးကကျွန်တော်တို့ဥပမာ30ပဲဖြစ်မလားဒီ3လုံးခွန်ပဲဖြစ်မလားဒါ၄ကစီဖြစ်နေပြီဆိုတဲ့အတွက်ကျွန်တော်ပြိကိုပဲဒီကပြပြပြအဲ့မှာ2 2 4 main ပေါ့နော်2 2 4 main ဒီနေ့ညလိုက်